တင်းကျော့ဆုံးတော့ဒေါ်လာ9ဘီလီယံလောက်ထားခဲ့ရတယ်။သူက56နှစ်မှာပန်ကရီးယားကင်ဆာနဲ့ဆုံးခဲ့တယ်။သူမဆုံးခင်မှာပြောခဲ့တဲ့စကားတချို့ကတော်တော်ကောင်းတယ်။အခုချိန်မှာဖျားလာလို့အိပ်ရာထဲလဲနေချိန်ငေါဘွားကိုပြန်လဲတွေးမိပြီးသဘောပေါက်ခဲ့တဲ့အရာတွေကငေါမရှိတဲ့အောင်မြင်မှုတွေချမ်းသာကြွယ်ဝမှုတွေကငါအသက်မရှိရတဲ့အခါအထိပယ်မဲ့သွားမှာပဲ။မင်းတို့ကကားမောင်းပေးဖို့ကားဒရိုက်ဘာငှားပေးလို့ရပါပေမဲ့ယောဂါကျတော့ဝေနာအစားထိုးခံပေးဖို့လူငှားလို့မရဘူး။ အရာဝတ္ထုပစ္စည်းတွေကပျောက်သွားရင်ပြန်ရှာလို့ရပါပေမဲ့အသက်ပျောက်သွားတဲ့အခါဘယ်တော့မှရှာမတွေ့တော့ဘူး။ဒါကြောင့်ကိုယ့်ရဲ့ကျန်းမာရေးကိုကိုယ်တိုင်ကြိုးစိုက်ပါ။မင်းတို့ချစ်တဲ့လူတွေကိုအလေးထားဆက်ဆံပါ။ဒေါ်လာ30ရာနှစ်ပဲဖြစ်ဖြစ်ဒေါ်လာ300ရာနှစ်ပဲဖြစ်ဖြစ်အရိနိုင်နှစ်ခုလုံးကမင်းသိချင်တဲ့အချိန်တစ်ခုတည်းကိုပဲတူညီစွာပြသပေးမှာပါ။ဒေါ်လာတသိန်းခွဲတန်ကောက်ပဲမောင်းမောင်းဒေါ်လာ3သိန်းတန်ကောက်ပဲမောင်းမောင်းတူညီရလန်တူညီတဲ့ခရီးကွာဝဲကိုတင်သွားခြင်းတဲ့နေရာကိုအတူတူပဲပို့ပေးမှာပါ ဒေါ်လာ300ရန်ဝိုင်းမဲ့တောက်တောက်ဒေါ်လာ100ရန်ဝိုင်းမဲ့တောက်တောက်မူရကတော့အတူတူပဲဖြစ်နေမှာဒေါ်လာ300ရန်ပတ်စံအိမ်ပဲကိုင်းကိုင်းဒေါ်လာ300ရန်ပတ်စံအိမ်ပဲကိုင်းကိုင်းအိမ်ထဲကပတ်စံအမောင်းကပြောင်းသွားမှာမဟုတ်ဘူး300စကွဲမီတာကျဲတဲ့အိမ်မှာပဲနေနေ3000စကွဲမီတာကျဲတဲ့အိမ်မှာပဲနေနေအထီးကျန်တဲ့လူကအထီးကျန်နေမှာပဲ fan class မှာပဲလေရင်စီစီ eco class မှာပဲလေရင်စီစီလေရင်ပြတ်ကြရင်တော့မင်းလဲတရားမှာပဲ မင်းသားလေးပုံကမျောလင်းတာကပျော်ရွှင်မှုအဆင့်ဆိုတာကိုကမ္ဘာပေါ်မှာရှိတဲ့အရာဝတ္ထုပစ္စည်းဥစ္စာတွေအနေရှာလို့မရနိုင်အောင်ဆိုတာပဲပျော်ရွှင်မှုအဆင့်မှန်ဆိုတာမင်းချစ်တဲ့တစုံတစ်ယောက်နဲ့ဒါမှမဟုတ်ညီအကိုမောင်နှမနဲ့ဒါမှမဟုတ်တငယ်ချင်းနဲ့တချင်းနေဆုံးမဲ့ရှီမောပျော်ရွှင်ပြီးတော့စကားတွေပြောနေရတာကိုဆိုလိုတာပါနောက်ပြောပြချင်တာကကလေးတွေကိုဘလို့ချမ်းသာအောင်လုပ်မလဲလို့မသိမှနဲ့ဘလို့ပျော်ရွှင်အောင်နေထိုင်ရမလဲဆိုတော့အသေးမှာ ဒါဆိုရင်သူတို့အရွယ်ရောက်ရင် အရာဝိတ္ထုဥစ္စာပစ္စည်းတွေရဲ့တန်မိုးနားလည်လာလိမ့်မယ်။တန်မိုးထားရလာလိမ့်မယ်။တန်မိုးဆိုတာ price ဆိုတဲ့ဈေးနှုန်းဆိုလိုတာမဟုတ်ဘူးနော်။အစားအသောက်ကိုဈေးလိုစားပါ။မဟုတ်ရင်တော့ဈေးကိုအစားအသောက်လိုစားနေရလိမ့်မယ်။လူဖြစ်တာဟူမန်ဘီယင်းနဲ့လူသားဆက်ဆံပြုမှုနေထိုင်တာဘီယင်းဟူမန်ကအများကြီးကွာခြားမှုရှိတယ်။အဲ့ဒါကိုလူအနေငယ်လောက်ပဲနားလဲကြတယ်။မင်းအမွေတော့ကလူတွေကချစ်ကြတယ်။မင်းသေသွားတဲ့အခါမှလည်းလူတွေချစ်အောင်လုပ်ရမယ်။ အဲ့နောက်ခုကိုမသေးခင်အကောင်းဆုံးထိန်းထားနိုင်ရမယ်။မြန်မြန်သွားခြင်းတယောက်ထဲသွားပါ။ဝေးဝေးသွားခြင်းတော့နှစ်ယောက်အတူတကွာသွားပါ။ကမ္ဘာပေါ်မှာအကောင်းဆုံးဆရာဝန်6ယောက်ကတော့တင်းနေအောင်ခြင်း၊နင်းအနားယူခြင်း၊၃ကိုလလေးခြင်းကလှုပ်ခြင်း၊၄အစားအသောက်ကိုချင်းချင်းစားတော့ခြင်း၊၅မိမိကိုယ်ကိုယုံကြည်မှု၊၆အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းအရင်ဆောင်ဝင်တွေကိုအတန်ရှိစဉ်ခေါင်းထဲမှာအမြဲထည့်ထားပြီးစမ်းမအောင်နေထိုင်မှာ အချိန်ကြာရင်တော့ငါတို့ကကလကားချပြီးနှုတ်ဆက်ထွက်ခွာသွားမှာပါအဲဒါကြောင့်အသက်ရှင်နေစဉ်တင်းရဲမိသားစုကိုချစ်ပါတငယ်ချင်းတွေကိုချစ်ပါတင်းရဲဘဝလက်တွဲဘဝကိုချစ်ပါတင်းပေါ်ကောင်းပူးတဲ့လူတွေကိုချစ်ပါဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ Monday Power Page တွေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်